ညကိုရီကိုချက်တကောင်အစာမချက်ဘူးဆိုရင်ဒါအစာအဟောင်းကိုထုတ်ပြီးတော့ကျွန်တော်ကုတရဲ့နီးလေးကိုကျွန်တော်လက်ရပြမယ်အဓိကကျွန်တော်လိုရတာဒါလေးပေါ့နော်ချက်ပေါင်းရီဘူးလေးတော့လိုတယ်ချက်မျက်နှာရအကုန်လုံးအကောင်ဒါမျိုးလို့ဒီစလုံးထဲမှာအစာကမချက်ဘူးဒါညကိုရီဒါပြီးအထွက်အန်နေတယ်နည်းနည်းပေါက်တယ်ဒါဆိုရင်ဘလို့ကုတရမလို့ဆိုညကိုရီအခုလက်တွေ့ကျွန်တော်ကုတရဲ့နီးလေးနဲ့လှုပ်ကြည့်ပါနော်အစာမချက်ဘူးမျက်နှာရီတော့နီးရတောင်းနေရနော်ညကိုရောအဲ့အားလေးအစာအဟောင်းလေးပြန်ထုတ်မယ်ဗျပုံစံလေးကကျွန်တော်ရေးသားမှုတပူပေါ့နော် အမူလေးကိုဒီအပေါက်ကလေးကိုဒီမှာလာဖောက်လိုက်ဖောက်ပြီးဒီပိုက်ကလေးနဲ့အဲတစ်ဖက်ကအဒီလိုလေးပေါ့နော်အဲအဲ့လိုလေးပေါ့နော်ညီတော်အဲကဲအဲဒီလိုရှိဝင်ဒီထက်မှရေးတမ်းမှုနဲ့မှရေးအပြည့်ဖြည့်တာနော်ညီတို့တော့မယ်ဆိုရင်ကျွန်တော်တို့ဒီရေပိုက်တစ်ပိုက်ကကျွန်တော်ဒီမှာပေါ့နော်အဲလိုလောက်မယ်ဟိုဒီအပိုက်ကလေးကအပေါက်ကိုမြောက်ထားမယ်အချက်ကိုကျွန်တော်ဒီဇလုတ်သေးကိုကျွန်တော်ထည့်ပြီးတော့ကျွန်တော်အစာဟောင်းထုတ်မယ်နော်ညီတို့ဟိုချက်ဇလုတ်သေးကိုကျွန်တော်ထည့်မယ်နော်ဟုတ်နော်ဒါမျိုးလေးတော့ရပြီချက်ရပြီ เนาะဒါပဲညီကိုအမမလုံးတော့အစာအောင်းတွေကိုကျွန်တော်ထုံဒါကျွန်တော်တို့အစာအောင်းကိုအကုန်လုံးထုံလေးပါအလွယ်လေးတော့ညီကိုတော့လွယ်တယ်เนาะညီကိုတော့ဘူးလေးရတော့အပေါ်နေညစ်ပေးရတယ်เนาะညီကိုတော့အဲ့တော့ပြီဒီလိုလေးလုပ်ပြီးအောင်သူအစာအောင်းနေအကုန်လုံးထွက်သွားမှာဒါအစာအောင်းထုံနေရောအစာမချက်တာကြီးအကုန်လုံးပြန်ပြီးရောကြက်တကောင်ရဲ့အစာအောင်းထုံလေးပေါ့เนาะမြန်တယ်เนาะညီကိုတော့လွယ်လေးတော့ညီကိုရင်တော့လွယ်လွယ်တယ် အဲတော့ကျွန်တော်အစာထုံနည်းလေးပေါ့နော်ညီကောအလုပ်ထုံနည်းလေးလွဲပါဟာလို့ချက်နာဒီလိုကြတဲ့အချိန်မှာဒီလိုပေါ့နော်ဒီသူရဲ့စံစည်းတွေကိုအကုန်ပြောင်းယူသွားရတယ်ဗျအဲ့ဒါမှအဲ့စံစည်းကိုစားမိတပြည့်ကြတိမှာနာမှာကြောက်လို့နော်ညီကောအကုန်အဝေးကိုလွတ်မြင်မှာနော်ညီကောအဲအဲ့လိုပြောင်းအောင်ကျွန်တော်တို့ခမင်းအဲအဲ့ပေါ့သူသူချက်ပါစတဲ့ထွက်တဲ့စံစည်းတွေကိုဘယ်ချက်မှမစားစီနဲ့အကုန်လုံးပြောင်းအောင်လဲပြပြီးဟောအဝေးဝေးဝေးကိုလွတ်ပြန်မယ်နော်ညီကောအားလုံးမင်္ဂလာပါ ီးရင်ကျွန်တော်တို့ဒီချက်ကိုချက်ပေါင်းရီတိုက်မယ်ချက်ပေါင်းရီတပူလုံးအဝတိုက်မယ်နော်ယူကတော့အချက်ပေါင်းရီကျွန်တော်တိုက်လိုက်အစာအဟောင်းတွေကိုတွန်းလိုက်တဲ့အတွက်သူ့မှာချက်ပန်းသွားတယ်ပန်းသွားတဲ့အတွက်ကျွန်တော်တို့ group ကိုတိုက်တဲ့ပုံစံမျိုးတွေအစာအဟောင်းဟိုအစာအဟောင်းထုတ်ပြီးတဲ့အချိန်မှာချက်ပေါင်းရီတန်းလိုက်မယ်အဲ့မှာချက်ကလန်းဆန်းသွားမှာဗျအချွဲတွေဖြစ်တာတော့နောက်မှာကျွန်တော်တို့ AC ကုမယ်နော်ညီကတော့ AC ကုမယ်ချက်ကိုပြီးတော့ကျွန်တော်တို့နှွေးထွေးရနေအောင်ပြရမယ်အခု ါးဆိုရင်ကျွန်တော်တိုက်အလုံးပိတ်အလုံးပိတ်ကိုဆိုနှွေးနေရနှွေးတွင်းနေရကိုတိတ်ချင်းအပြင်ကြက်နဲ့လေးစိမ့်တူးတာတို့ဘာလို့မခမ်းတော့ဒီလိုဖြစ်နေရဲ့ရောဂါမျိုးကိုဒီလိုနှွေးထွေးတဲ့နေရာကိုတိတ်ပစ်တယ်နဲ့အဲ့ဒါမှကြက်ကျမ်းမာရအမြဲတမ်းစတောင်းဖြစ်နေမှာပြ။နော်စိတ်ချစ်မရပူပြီးစိတ်ချတယ်။ဒါကတော့ကျွန်တော်အစာမချက်တဲ့ကြက်ဒီအတွက်ကျွန်တော်ဒါကျွန်တော်ရဲ့ဟိုကုသနေလေးပေါ့။ဒါဥကောင်းရဲ့ဒါကုသနေလေးဒီပိုလေးကိုကြိုက်တဲ့ဆိုရင်မှတ်ထားပါဦး။၄၃၁၅၃၉၅၈ ော်ကျွန်တော် iPhone မှာ Viber ရှိရင်တော့ update ကျွန်တော်စာပြန်ပေးပါတယ်။ဦးစာလေးပြောခြင်း Viber နဲ့ဆက်သွယ်လို့ရပြည်သမားပေါက်စာလေးဒီမင်းတို့အတွက်ဥပုသောကျက်ပညာကျက်ဘာသာရက်မှာမင်းတို့နေ့တိုင်းကြုံရမယ့်ဘာသာရက်လေးတစ်ခုပြောပြမယ်။နေ့တိုင်းကြုံရမယ်မကြခဏကြုံရမယ်။ဝိုင်းအပြင်မှာကောင်းခဲ့တဲ့ကျက်တော့ဝိုင်းတွင်းထဲမှာကျက်ကောင်းဖြစ်ဖို့မရောက်ရှိသေးဘူး။ ဥပဒေဟုတ်ပါမလားဟုတ်တယ်မိအပြင်းမှာဘာဖြစ်လို့ကောင်းခဲ့တာဟုတ်တော့အပြင်းမှာကောင်းအောင်လောင်းတဲ့ဝိုင်းတွင်းကောင်းတဲ့ကြက်ကောင်မဖြစ်လာနိုင်ဘူးဘာဖြစ်လို့ဆိုတော့မင်းတို့ကအပြင်းမှာကြက်တူတွေးကြရကြက်နဲ့မင်းတို့ကောင်ကြီးကိုကြက်အလုံးရကြီးပုံပါဟုတ်လားအဲ့တော့ကိုဘကဆွေးတာလည်းဖြစ်ဖြစ်မယ်ခီးတာလည်းဖြစ်ဖြစ်မယ်မခုတ်တာလည်းဖြစ်ဖြစ်မယ်သေးတာလည်းဖြစ်ဖြစ်မယ်နုတာလည်းဖြစ်ဖြစ်မယ်မင်းတို့ဓာိုင်နဲ့ပုတ်ခရဲမင်းတို့ကြက်တွေကဒါကြက်ကောင်းကြီးပေါ့ တကယ်တမ်းဝိုင်းနေကိုသွားမယ်ဆိုလို့ရှိရင်ဝိုင်းနေမှာသူ့တဲ့ငါဆရာကြီးကြီးပဲနော်လူလေကြီးကြီးပဲဥတော်တို့လည်းအဲ့ထက်မှာဝင့်နေရတယ်နော်ကောင်းတဲ့ကြက်တူရွေးရွှဲကျွေးမွေးတန့်ပြန်ပြီးမှထွက်လာတဲ့ကြက်တွေအဲ့တော့မင်းကဝိုင်းပြင်မှာကောင်းခဲ့တဲ့ကြက်ကောင်ဝိုင်းနေကိုသွားချလာရောချလိုက်တော့အဲ့မှာခွက်ခွက်လောင်အောင်ဆုံးတော့တချို့ကြတော့ခုတ်ဘူးတယ်မခံဘူးဒါဝိုင်းတွင်းမှာရှုံးတတ်တယ်နော်ရှုံးတတ်တယ်ဟဲ့လား ိုကတော့ခုတ်ဘူးရဲ့မခံဘူးဥတော်ဒီကျက်ဆိုရင်ပေါ့အဲဒီကျက်ဆိုတုံးပတ်တင်းတင်းမိမိရရိုက်ပြီးရိုက်ပြီးပြီမယ်လို့ဝိုင်းထဲမှာကြီးစန်းအောင်လောက်ပဲရမယ်အတူပိတ်နေလဲချော့တာနော်အဲ့တော့ဖိုလိုဂျင်နာကတော့ကလေးတွေဝိုင်းအပြင်မှာကောင်းခဲ့တဲ့ကျက်တော်ဟာဝိုင်းတွင်းအတွေ့အကြုံမရှိဘဲနဲ့ကတော့မင်းတို့အတွက်ယုံကြည်စိတ်ချရတဲ့ကျက်တော်ချစ်မလာသေးဘူးဆိုတာကိုဥတော်ဒီနေ့မင်းတို့ပညာလေးတစ်ခုထပ်ပေးတာဟဲ့လားခုခုခံမှုယုံမှုဆွဲမှုမှာ ဝိုင်းကျွင်းနဲ့ယုံမှုမှမင်းတို့အတွက်လုံုံနဲ့ကြက်ကောင်ဖြစ်လာမှာပါလို့နော်ဝိုင်းအပြင်မှာထွက်တိုက်တဲ့အပြင်မှာခွက်လက်ပုတ်ပြီးတွားထားတဲ့ကြက်တွေဟဲ့လားယုံကြည်စိတ်ချစွာနဲ့အတုံးမချတယ်ဘူးဦးဆောင်ဒီနေရာနေနဲ့ကလေးတွေကိုဆုံကြုံမှုမရှိအောင်တော့အကြံဉာဏ်လေးနောက်တစ်ခုထပ်ပေးလိုက်ပြီနော်